နံပါတ်3ပု္ပ္ပာတစုံသူကထမ်းမိတယ်တချို့ပုဂ္ဂိုလ်တွေအစဉ်ရုပ်သိမ့်လှတချို့ပုဂ္ဂိုလ်တွေကြတော့ယုံမထဘူးဘယ်လိုအကြောင်းကြောင့်ယုံရင်လှပါရတယ်လဲဘယ်လိုအကြောင်းကြောင့်ယုံရင်မလှပါရတယ်လဲဒီမိဂုံကိုမေးထားအဲ့ဒီမိဂုံကိုမြတ်စွာဘုရားဘယ်လိုပြန်ပြီးတော့အဖြေပေးလဲဣဒ္ဓမန္နဝဧကိသောဣတိဝပုရိသောဘဂောတနောဟောတိဥပါယတဘဟုလော အဗံဘီဟုတောတမန္တအပိသေသတိပုဂ္ဂတိပြပိသေတိပဋိဋ္ဌိယတိမနဝတုဘလူလင်ဣဒာဤလောက၌ဣကိသောအချုံသောဣတိဝမျိုးသမီးတိတော်၎င်းဘူဤတော်ဝမျိုးသားတိတော်၎င်းကောတွင်သောအမျက်ထွက်လေရှိသည်ဟောဒီဖြစ်ဥပယတာဘဟုလောကြောင်းကြပူပန်းမှုများပြားလေရှိသည်ဟောဒီဖြစ်သတ်တဲ့ဘူးလေးရတာသမီးတွေဘူးလေးရတာအခွေးကြီးတွေလည်းဘူးလေးရတာစိတ်မချလို့ အဖိုင်းတွေ့ကြတယ်လေဘူးလေးရတာသိမချောင်းတစ်ဖက်ကြီးလိုက်ပြန်တော့လေကောရဏဒေါသကသိကြီးတယ်ဒါရင်လားဆိုတော့မဟုတ်ဘူးအပံမိဟုတ်ဒေါသပံတော့အပိသိစတိကုပ္ပတိပြပိစတိပဋိထိယတိအပံမိအနည်းငယ်ကိုတော့လေဖဲ့ဟုတ်တော့ပြောဆိုခဲ့မိဒီတမန်တော်ဖြစ်လက်တော်အပိသိစတိကညီဝင်နေတတ်၏ ကုပ္ပတိစိတ်ဆုဒ္ဓဤပြပိစတိဒောတဖြင့်ဖောက်ပြန်၍နေဤပဋိထိယတိယံညို့ဖွဲ့၍နေတတ်ဤသူကနည်းနည်းလေးတော့တော့မပြောလိုက်နည်းနည်းလေးနဲ့ပြောလိုက်မိမယ်ဆိုလို့ရှိရင်အဘိတိစတိငါ့ကိုဒီလိုပြောရအောင်လားဆိုပြီးတော့စိတ်ထဲမှာတနှုတ်နှုတ်ဖြစ်နေစွဲနေတယ်နည်းနည်းမှမကျင်တတ်ဘူးကုပ္ပတိစိတ်ဆိုးတယ်ပြပိစတိစိတ်ဆိုးနေတဲ့ဖောက်ပြန်တဲ့အမှုရာမျိုးမျိုးကိုပြန် ောင်းမနဲ့တော့ငါချထားလိုက်ရပြောင်းမယ်ငါပတ်မှတ်လို့လေဟောဒီပုံစံမျိုးဟုတ်တယ်မလားဒေါသဖြစ်နေတဲ့အမှုရာတွေကိုပြရတယ်နောက်တစ်ခုပါလဲပဋိဌိယတိရံညိုးဖွဲ့ထားတယ်ငါကိုဒီလိုပြောရကောင်းလားဆိုပြီးတော့ရံညိုးဖွဲ့ထားတယ်ကောပိစာဒေါသင်စာအပိစေယင်းစပါတုကရောတိကောပိစာအမြတ်ကိုလကောဒေါသင်စာဒေါသကိုလကောအပိစေယင်းစမကျေနပ်မှုကိုလကောပါတုကရောတိထင်ရှားပြုလို့ရပြတတ်၏ တိတ်ဆုံးမှုကိုလည်းထင်ထင်ရှားရှားကြီးကိုဖော်ပြလိုက်တယ်။ငါကငါလာထိပဲရမယ်ဒီကောင်မငါအထိပဲကံငါကခံမှာလဲငါပြန်ချလိုက်မှာပေါ့ဆိုပြီးတော့မိမိဒေါသဖြစ်နေတဲ့တရားကိုထင်ရှားအောင်ဖော်ပြလိုက်တယ်။မိမိရဲ့မကျေနပ်ချက်တွေကိုလည်းထင်ရှားအောင်ဖော်ပြလိုက်တယ်။သောဒိနာကမေနဣဝံတမဒိနာဣဝံတမဒိနိနာကာယတပိတာပရမရဏအပ္ပယံဒုက္ခိတေဝိနိပါဒာနိရိယဥပပိသတိ သတ္ထပုဂ္ဂိုလ်သည်ဧဝံဤသို့တမတေနပြည့်ပြည့်စုံစုံပြုတည်၍ထာအတော်ဧဝံဤသို့တမတေနပြည့်ပြည့်စုံစုံကောင်းစွာဆောက်တည်၍ထာအတော်ဒိနာကမိနထောဒောတနိရှင်တွဲရည်နေတဲ့အကုသိုလ်ကံကြောင့်ကာယတံကုခန္ဓာဤဒိတာပြည့်စည်ခြင်းကြောင့်ပရမရဏသုတိပြည့်ကျွေတိလုံးဒီမှနောက်ကလ၌အဘယံချမ်းသာဟု၍မြင်ဝိမျှမရှိသောဒုက္ကတိမကောင်းမှုပြုတုတုစိတ်တော်မှတို့ရဲ့လက်ရော်ရာဖြစ်သော ဝိနိပါဒံအလိုအပ်သောဆန္ဒကင်းလျက်ဖြူပြဲပြုတ်ွက်ပျက်စီးလျက်ကြောက်ရရဖြစ်သောနိရိယံငရဲ့သောဥပပ္ပစ္စတိကရောက်ရပေ၏။သူမြတ်အပေါ်မှာမတင်တဲ့ထာလေးတစ်ခုပဲ။ပဿံလည်းဘလောက်ရရှိလိုက်တယ်။တရားမှလည်းမရလိုက်ဘူး။ဒါပြင်းနဲ့အပဲရောက်ကြောဖြစ်တဲ့အကုသို့ကံဒီမိမိမှာပြည့်ပြည့်စုံစုံရမသွားဘူးလား။ရသွားပြီသူတော်ဘအပေါ်မှာဒေါသဖြစ်တဲ့စိတ်ထားကိုယ့်ကိုယ်ကိုဒေါသကိုယ့်ကိုဖြစ်တာဘာဆိုင်လဲညင်းညင်းနေဘာဆိုင်လဲ ဟောတချို့ကဒီလိုငါငါဒေါသဖြစ်တဲ့နီးနေပါဆိုင်လို့လာပြောရတာလေတချို့ကဒီလိုဖြစ်ဖြစ်တတ်တယ်နော်ဒီတော့ကိုယ်တို့ဟန်ကိုဒေါသဖြစ်တာဟာဘာမှမဖြစ်ဘူးမဟုတ်ဘူးဩဖြစ်တယ်ဘာဖြစ်လဲမရေရောက်နေလေဒီတော့မိမိကငရဲကိုအလိုမရှိဘူးဆိုလို့ရှိရင်ဒီစိတ်နေစိတ်ထားလေးတွေပြည့်ပြည့်ပြောင်းလဲပြစ်ဖို့မလိုဘူးလားလိုကနေတယ်ဒီနေ့ပဲတက္ကမကြီးတယောက်ကလမ်းလျှောက်တယ်လမ်းကြတော့တယ် လာကြတော့တဲ့ခါကျတော့သူကငမှုနဲ့အကြောင်းပါနေတော့သူငမှုအကြောင်းဘုန်းကြီးကမေးတော့ငမှုကျိုးသွားပြီတဲ့။ဘာဖြစ်လို့ကျိုးတယ်လို့မေးလိုက်တော့သူကဒေါသထင်ရှားပြလို့ပါဆိုပြီးဘေးကနေဝိုင်းကြတယ်။သူကလည်းဒေါသထင်ရှားဘယ်လိုပြလိုက်လဲဆိုတော့ခြေကမငမှုနဲ့စကားမြိုင်းနဲ့ငမှုတွန်းချလိုက်တဲ့လက်ကနဲ့ငမှုပြသွားရအောင်။ကျသွားတော့အောက်ကြတဲ့ကငမှုလက်ကျိုးသွားတဲ့လက်ကျိုးသွားတဲ့အချိန်ကကျတော့ပြစ်ထားလိုက်ပါလားလို့ပြောတယ်။မပြစ်နိုင်ဘူးတဲ့။ သူကအော်နေတဲ့အခါကျတော့မြေကဓာသမီးတွေကဝိုင်းပြီးတော့သူ့ကိုလာပြောတယ်။ပြောတော့လဲသူကအနန္တပီကပ်ပြီးပြုစုရပြန်တယ်။ဒီလိုကံတွေကိုပြုစုပြုထောင်ထားခဲ့မယ်ဆိုရင်ဒီကံကလွတ်အောင်ယုံလို့မရအောင်ပြုပြင်ဖန်တီးပေးတယ်။ဒီအနန္တကခွဲလို့မရဘူး။တကယ်တော့ရဲရဲစက်စက်နဲ့စွန့်ပြင်လိုက်ပါလားဆိုတော့မစွန့်ပြင်နိုင်ဘူး။မစွန့်ပြင်နိုင်တဲ့ကံတွေကိုမိမိတို့ကထူထောင်ထားခဲ့။ဒီလဲဒီတိုင်းပဲ။ ဒီဒေါသဖြစ်တဲ့ဟာဘာမှမဖြစ်ဘူးမဟုတ်ဘူးနော်ဒီဒေါသလေးကငရဲကိုရောက်စင်နိုင်တဲ့ဆွမ်းအားရှိဒီလိုဆိုရင်ငရဲကိုအလိုမရှိခင်ရင်မိမိတို့ကဒီဒေါသကိုတက်ချက်ပြစ်ဖို့မလိုဘူးလားလိုတယ်စိတ်နေစိတ်ထားလေးတွေပြည့်ပြင်းပြောင်းလဲဖို့လိုတယ်နောက်တစ်ခုဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပါအမတန်ချောမောလှပနေတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးပဲဖြစ်ခြင်းဖြစ်ပါစေဒေါသဖြစ်နေတဲ့အချိန်ခါမှာသူ့ကိုတွတ်ကြည့်အယုတ်မဆိုးဘူးလားဒီဆိုနေအဲ့ဒီ ံကသူ့ကိုအကျိုးပေးဖို့ရအခါခွင့်တင့်လာပြီဆိုရင်ဘာဖြစ်လဲနောစီကာတာပိတပရမရဏအပယဒုက္ခတိဝိညိပါဒနိရိယဥပပိစတိတာစီမနုဿတအာဂိစတိယထာယတာပိဇာဇယတိဒုက္ခနောဟောတိကာယတကုခဏဤပိတပျက်စီးခြင်းကြောင့်ပရမရဏသုတိပြည့်ွေတင်လို့ဒီမှနောက်ကလ၌အပယချမ်းသာဟု၍မြုံဝဲမျှမရှိသောဒုက္ခတိမကောင်းမှုပြုသူတုစိတ်တမတို့၏လာရောက်ရာဖြစ်သော ဝိနိပါဒံအလိုအသာဆန္ဒကင်းလျက်ဖြူဖြဲပြုကွဲပြည့်စည်ဖြစ်အကြရောက်ရဖြစ်သောဤရံငရဲ့တို့နောစီဥပမိစတိအကဲ၍မကဲ့ရောက်ရသည်ဖြစ်ညာမနုဿတံလူကြီးလူလောကတို့သစီအာဂိစတိအကဲ၍ရောက်ရှိလာခဲ့သည်ဖြစ်ညာယထာယတအချင်းအချင်းအမျိုးအနွယ်၌ပိဿာဇာယတိပိဒန္နိအဖြစ်ဖြစ်ပေါ်၍လာရပေ၏တထတထထို့တို့အမျိုးအနွယ်၌ဒုက္ခသောအရှင်မလာသည်ဟောတိဖြစ်၏ ဒီဒေါသလေးဖြစ်ခဲ့တဲ့ကံကမရမရောက်ဟုထာတဲ့ခဏကသန္ဓေဌာနစေရနာလို့ခေါ်ဆိုအပ်တဲ့တကယ်တမ်းပြိမှုတွေလွန်ကျင်းနေတဲ့အချိန်ခါမှာဖြစ်ပေါ်နေတဲ့ဒေါသအကုသိုလ်စေရနာကိုတော့ထားလိုက်။ရှင်းပိုင်းနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အကုသိုလ်စေရနာတွေကနေပြီးတော့လူပြေလူလောကမှာလာပြီးတော့အကျိုးပေးဖို့ရန်အခါခွင့်သင့်ပြီဆိုရင်လူပြေလူလောကကိုကုတ်ကံတစ်ခုကပြစ်ချလိုက်လို့လူဖြစ်လာတဲ့အချိန်ခါမှာ ခဏကဒေါသနဲ့ရှင်တွဲနေတဲ့အကုသိုလ်ဓာတ်ငွေတွေကကပ်ပါလာတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဒီဒုက္ခနာအစင်းမလာတော့ဘူးအဲအကြီးတန်းအယုတ်ဆိုးတယ်ခဏခဏတော့ပြောဥပါရခွန်ကြီးတို့ဘာပြောတဲ့စကားလုံးလေးခွန်ကြီးကမှတ်ထားတယ်လေဘင်းကြည့်လိုက်တော့ဖားလေဘင်းနဲ့အသားကြည့်လိုက်တော့တပည့်ရောင်ခါကြည့်လိုက်တော့လေလိတ်ခါတယ်ပုံပန်းမကြတဲ့ပုဂ္ဂိုလ်တို့ဖြစ်လာရတယ်ဘာကြောင့်လဲဒေါသနဲ့ရှင်တွဲပြီးတော့ကံဒီကိုပြုစုပြောထောင်ခဲ့တော့မဟုတ်ဒေါသသိပြီးတော့ကြည့်ကြတယ် ဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်ဒီဒီကံကအကျုပ်ပေးပြီဆိုရင်ရုပ်လှသလားမလှဘူးလားမလှတော့ဒါဖြင့်မိမိတို့ကရုပ်ရင်ချုံမလှပါတဲ့အမျိုးကောင်းသားဖြစ်ခြင်းနဲ့ဆိုရင်အမျိုးကောင်းသမီးဖြစ်ခြင်းနဲ့ဆိုရင်ဒေါသကြီးရမလားမကြီးရဘူးလားဒေါသမကြီးရဘူးဒေါသဒီကိုရှောင်ကျင်ပြည့်ဒါစိတ်ကဆိုတာပြည့်ပြည့်ပြောင်းလဲလို့မရဘူးလားရပါတယ်ဒီဒေါသဒီအမျက်ဖြစ်နေတဲ့တရားမဟုတ်ဘူးအနိစ္စတရားပဲ ။ငါကအမျက်ပြနေတဲ့တရားတွေမဟုတ်ဘူး။အနိစ္စတရားတွေ။အလုံးဒီအနိစ္စတရားတွေဖြစ်တော့မိမိတို့ကပြုပြင်ပြောင်းလဲပြီးမယ်ဆိုရင်မရဘူးလား။ရပါတယ်။ဒါပေမဲ့ပြုပြင်ပြောင်းလဲခြင်းနဲ့စိတ်ထားတချို့ကမရှိဘူး။ငါတို့သားကသူများတို့သားနဲ့တူတာမဟုတ်ဘူး။ငါစိတ်ကသူများစိတ်နဲ့တူတာမဟုတ်ဘူးဆိုပြီးဒါကိုပဲဂုံယူပြီးတော့ဝင်ကြွားပြီးတော့မိတတ်ကြပြန်နေ။အဲဒီလိုဂုံယူဝင်ကြနေတဲ့ပုဂ္ဂိုလ်တွေဒီဘာဖြစ်မလဲ။ဘယ်ဘွားပဲရောက်ရောက်ရောက်လျာဘွားမှာအကြီးတန်းအယုတ်ဆိုးတဲ့ပုဂ္ဂိုလ်တာ ဖြစ်နေမယ်ဒါကြောင့်ဘုရားရှင်အကြီးတာအယုတ်ဆိုးစေတတ်တဲ့ကံတရားပဲဘုရားဟောနေတဲ့ကံပဲဒုဗ္ဗနတံတိကဧတမနဝပရိပဒယတိကံကောတနဟောတိဥပယတဘဟုနောအဗံပိဟုတ်တော်တပ္ပနောအပိသေသတိကောပိတိဗျာပိသေတိပရိထိယတိကောပင်သတ္တောသင်္ဆာအပင်စင်္ဆာပါတုကရောတိ ရုပ်ရည်မချောမမနှပ်ပါရခြင်းအယုတ်ဆိုးရခြင်းအကြည့်တအယုတ်ဆိုးရခြင်းအကြောင်းရင်းဒီဒီတော့တာပဲနည်းနည်းလေးပြောရင်တော့မှနည်းနည်းမှအထိမခံဘူးဒီကောင်မမြန်တော့တော့မပြောလိုက်စမ်းမှနဲ့ဒင်းကနည်းနည်းမှပြောလို့ဆိုလို့ရတဲ့ကောင်မမျိုးမဟုတ်ဘူးတချို့ဒီလိုပြောကြနည်းနည်းမှသူကအထိမခံဘူးပြောလိုက်ပြီဆိုလို့ရှိရင်တခါတည်းမကျေနပ်ချက်တွေကိုတဘုံကြီးထင်ရှားပြတော့တာပဲဟိုးဘိုးတော်ဖခင်လက်ထက်ကနေပြီးတော့မင်းတို့မင်းလက်ထက် မင်းတို့မင်းလက်ထက်ကနေပြီးတော့ဟိုဘက်ကခုနိုင်ငံရဲ့အစိုးရလက်ထက်အထီးပေါ်လေးရာဇဝင်နဲ့ချီပြီးတော့မကျေနပ်ချက်တွေကိုပြောလိုက်တဲ့တပုံတစ်ခေါင်းကြီးပဲနားထောင်လို့ကိုမကုံတော့ဘူး။ဒါကြောင့်အဲ့ဒီလိုဒေါသတွေသိကြီးနေတဲ့ပုဂ္ဂိုလ်တွေရောက်လျက်ဘွားမှာဖြစ်တတ်တယ်လေ။အယုတ်ဆုတ်တတ်တယ်